ရှုပြန်လာဖို့အရန်ကိုနီးနေပါပြီအခုကဘာကြီးဖြစ်နေတဲ့အရာတွေအရှိလေပိုင်းမှာဖြစ်နေတဲ့အရာတွေယေရှုပြန်လာဖို့အရန်နီးနေပါပြီ yet i am still blessed အမေယေရှုပြန်လာဖို့အရန်နီးနေသိမ့်မှန်နေဒါပေမဲ့လဝါကားတိုင်းကြောင့်ကျွန်တော်ဟာအစင်အမြဲကောင်းကြီးခံစားသူဖြစ်တယ်အစင်အမြဲလုံခြုံနေသူဖြစ်တယ်ဖခင်ရဲ့အကြံစီကိုပြည့်စုံစေမှာဖြစ်တယ်ဒီနေ့ယေရှုပြန်လာတာနီးပြီဆိုတဲ့အခါမှာဖခင်အကြံစီပြည့်စုံအောင်သက်ရှင်ခြင်းနဲ့မဟုတ်ဘူးလားကိုယ်အသက်တာအတွက်ကိုယ်အသက် ဘယ်နှစ်နေရမလဲယေရှုဘယ်အချိန်မှပြန်လာမလဲဟိုတိတ်မရှိတော့ဘူးအချိန်တိတ်မရှိတော့ဘူးထင်တယ်ယေရှုပြန်လာဖို့အရန်နီးနေပြီဒါပေမဲ့ယေရှုနဲ့မတွေ့ခင်ယေရှုကိုယ်အတွက်ထားတဲ့အကြံစီလေးတော့ပြည့်ပြည့်ခြင်းတယ်ဟုတ်လားယေပြည့်စုံခြင်းတယ်နော်ယေရှုအကြံစီမပြည့်ဘဲနဲ့တော့ယေရှုနဲ့မတွေ့ခြင်းနေဘူး အဲ့လိုဖြစ်တယ်လေယေရှုပြန်လာဖို့ကလည်းအရန်နီးပြီယေရှုနဲ့တွေ့ရဲအရန်တွေ့ကျင်တယ်ဒါပေမဲ့ယေရှုရဲ့အကြံစီမပြည့်ပဲနဲ့ဆိုလိုတာယေရှုလုပ်စေခြင်းတဲ့အရာတွေလည်းမလုပ်ရသေးဘူးယေရှုဖြစ်စေခြင်းတဲ့အရာတွေလည်းကိုကမဖြစ်ရသေးဘူးအဲ့ဒါအဲ့အဲ့ဒီလိုအချိန်ကြီးမှာတွေ့ရမယ်ဆိုတော့လေနည်းနည်းတွန့်သွားသလိုအဲ့ဒါမဟုတ်ချင်ပြည့်စုံခြင်းတယ်ဟုတ်တယ်မလားပြည့်စုံခြင်းတယ်ဆိုတော့ဒီအကြောင်းအရာလေးကိုဒီနေ့ကြည့်ခြင်းတယ်ဖခင်ရဲ့အကြံစီပြည့်စုံဖို့အတွက်ရှိတဲ့ယုံကြည်ခြင်းရှိဖို့လိုတယ် ဖခင်ကယုံကြည်ခြင်းရှိရင်စိတ်တော်နဲ့တွေ့တာဖြစ်တယ်ယုံကြည်ခြင်းရှိရှိရင်ဖခင်ရဲ့အကြံစီပြည့်စုံမယ်ဖခင်ဘက်ကဘာမှမလိုဖခင်ဘက်ကတယောက်ချင်းစီတိုင်းအတွက်အကြံစီရှိပြီးသားမတူညီတဲ့တူးချင်းစီအသက်တာအတွက်ထူးခြားတဲ့အကြံစီတွေရှိပြီးသားအဲ့ဒီအကြံစီကိုပြည့်စုံဖို့လိုအပ်တမျှလည်းဖခင်ကပြင်ဆင်ပေးပြီးသားဖြစ်တယ်လိုအပ်တမျှကိုလည်းဖခင်ကပြင်ဆင်ပေးတာတင်မကောက်ပေးပြီးသားဖြစ်တယ် အမေအမေကိုဖက်ကယုံကြည်ခြင်းနဲ့ရယူဖို့လိုတယ်အဲ့ဒီယုံကြည်ခြင်းအကြောင်းကိုနည်းနည်းကြည့်မယ်ဒီနေ့ဥပမာအနေနဲ့ကြည့်ဖို့ယောသက်ကိုပဲကျမရွေးချယ်ထားပါတယ်လို့ဒီနေ့ဖခင်မြတ်နေ့ဖြစ်တဲ့အခါမှာယောသက်အသက်တာမှာသူကအသက်ရှင်ကြီးမနေရဘူး ကျွန်တော်တို့ရောတက်ရဲ့ကွယ်လွန်ခြင်းဘုံတော်ဝင်စားခြင်းနဲ့ပတ်သက်ပြီးတော့မှစန်းစာမှာတော့ဘာမှမပြောထားဘူးသို့တော်လည်းပဲရောတက်ကအကြောင်းကိုနောက်ဆုံးဖတ်ရတာကသခင်ယေရှု၁၂နှစ်သားအရွယ်မှာယေရုရှလင်မြို့ကိုသွားတယ်အဲ့ဒီခါမှာမိဘများမိဘနှစ်ပါးစလုံးပါတယ်ဆိုတဲ့အကြောင်းယေရှုအာ သူတို့အိမ်ပြန်လမ်းမှာယေရှုမပါလာလို့ယေရှုကိုယေရုရှလင်မြို့မှာသွားရှာတယ်။၃ရက်နောက်ပိုင်းမှာတည်တယ်သွားရှာတယ်။ပြီးတော့အိုးစိတ်ပူနေတာပါဆိုပြီးမိဘတွေကအာမိသူတို့ကိုရှာတဲ့ရှာတွေ့တဲ့အခါမှာပြောတယ်။အဲ့အဲ့အဲ့ဒီကနေပြန်လာပြီးတဲ့နောက်ယောသတ်အကြောင်းမကြားရတော့။နောက်ပြီးတော့သခင်ယေရှုအမှုတော်မြတ်ထဲစပြီးဝင်လာတဲ့အချိန်မှာအာယောသတ်ကရှိပုံမရအောင်ဒါဘာဖြစ်လို့တကယ်လို့များယေရှုကအမှုတော်မြတ်ထဲမှာပါဝင်တဲ့ အချိန်မှမှရောသက်ကွယ်လွန်တာဖြစ်တယ်ဆိုရင်အိဇာဗနအစီအစဉ်တွေအကြောင်းပြောမှာပဲကာနမျိုးကမင်္ဂလာပွဲအကြောင်းတော်မှာတမန်ကျမ်းစာထဲမှာရေးထားတာဆိုတော့ယေရှုရဲ့အာလောကမှာလူစားတိအနေနဲ့လူတွေနားလဲတဲ့တိထားတဲ့အမိခံထားတဲ့ရောသက်အာတကယ်လို့များအဲ့ဒီအချိန်မှာဘုန်းတော်ဝင်စားတယ်ဆိုရင်အဲ့ဒီအကြောင်းတွေပါလာမှာပဲဒါပေမဲ့တခါမှကျမ်းစာထဲမှာမပြောထားဘူးဆိုတော့မှန်းရတာပေါ့အခက်မှန်းရတာကရောသက်ကသခင်ယေရှုအမှုတော်မြတ်ထဲမှာမပါဝင်ခင်အရှိ့ ရှိမှာအဲအဲ့ဒီမတိုင်ခင်အချိန်မှာဘုန်းတော်ဝင်စားပြီးတော့မှအိမ်တော်ပြန်သွားတဲ့ပုံစံလေးရှိတယ်။ဒါပေမဲ့အချိန်အပြည့်ကြည့်မယ်ဆိုရင်အသက်ကြည့်အရန်ရှိအောင် အသက်မရှင်တော့လည်းပဲဖရာအကြံစီပြည့်စုံခဲ့တဲ့သားဖြစ်တယ်။ဖရာအကြံစီသူ့အသက်သားမှာထားတဲ့အရာကိုပြီးပြည့်စုံအောင်အသက်ရှင်သွားတဲ့ယုံကြည်ခြင်းနဲ့ပြည့်ပြည့်စုံတဲ့ သားကြီးဖြစ်တယ်ဒါကြောင့်မို့ရောသက်စီကနဲ့ကျွန်မတို့သင်ခန်းစာလေးယူခြင်းတယ်လို့နော်အကျွန်မကျမ်းပိုက်ကလေးတစ်ခုကိုအရင်ဆုံးကြည့်ခြင်းတယ်ဟေရှာယအထက်ကကြည့်ရအောင်နော်ဖခင်ရဲ့အကြံကကို့အကြံနဲ့မတူဘူးဆိုတဲ့အရာလေးဖခင်ရဲ့အကြံကကောင်းကင်နဲ့ကို့အကြံကမြေကြီးတဲ့ဟေရှာယအာ55 8ကနဲ့ကို့ကိုဖတ်မယ်အငယ်8ကိုအရင်ဖတ်ရအောင်နော်သာဝရဖခင်မိန်တော်မူသည်ကငါ၏အကြံစီသည်သင်တို့၏အကြံစီနှင့်မတူငါ၏အကျင့်သည်လည်းသင်တို့၏အကျင့်နှင့်မတူခဏလေးဒီမှာရရအောင် ဘာတွေမတူဘူးလဲအကြံစီမတူဘူးနံပါတ်၁နောက်တစ်ခုကဘာမတူဘူးလဲအကျင့်မတူဘူးဘယ်သူနဲ့မတူတာလဲဖះနဲ့ဘယ်သူနဲ့လဲဖះနဲ့ကိုနဲ့မတူဘူးမတူအကြံမတူအဲ့တော့ဖះအကြံလားကို့အကြံလားဆိုတာအများတန်းခွဲရတယ်ဖះရဲ့အကြံလားကို့အကြံလားဆိုတာအများတန်းစမ်းစစ်ရတယ်ဆူတောင်းတိုင်းမှာအဲ့ဒါပါဖို့လိုတယ်ဖះသခင်ကိုတော့အကြံလားကျမအကြံလားတခါလေရောနေတတ်တယ် ဟုတ်လားရောတတ်တယ်အဲ့တော့ကိုရောအကြံလားကျမကြံလားကျန်းစာကပြောပြီးသားဖခင်အကြံနဲ့တင့်အကြံမတူဘူးတဲ့ကိုကတော့အရန်ကောင်းတယ်ငါမိသားစုအတွက်ငါအတွက်အကောင်းဆုံးအကြံစီလို့ထင်တာဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ဖခင်ကအဲ့ထက်ကောင်းတဲ့အကြံစီရှိတယ်မတူဘူးဒုတိယတစ်ခုမတူတာပါလဲအကျင့်မတူဘူးဒါကြောင့်အကျင့်ပြောင်းဖို့လိုတယ် ကိုတော်ကတော့အကျင့်မပြောင်းကိုတော်ရဲ့အကျင့်ကဖရာရဲ့အကျင့်ကပြည့်စုံပြီးသားဖြစ်တယ်။စုံလင်ပြီးသားဖြစ်တယ်။ဘု து အကျင့်ပြောင်းရမလဲ။ကိုအကျင့်ပြောင်းရမယ်။ဘေးရလူကိုပြောရအောင်။ငါအကျင့်ပဲပြောင်းရမှာလို့။ဟာလေလုယာ။ဝမ်းသာစရာပဲနော်။အငယ်ကိုကိုဆက်ပြီးတော့မှကြည့်ရအောင်။မိုးကောင်းကင်သည်မြေကြီးထက်သာ၍မြင့်တကယ်သူငါ၏အကျင့်သည်တင်တို့၏အကျင့်ထက်၎င်းငါ၏အကျံစီသည်တင်တို့၏အကျံစီထက်၎င်းသာ၍မြင့်၏တဲ့နိုင်ထားတယ်ဘာနဲ့နိုင်ထားလဲကောင်းကင်နဲ့မြေကြီး မိုးကောင်းကင်ကမြေကြီးထက်မြင့်နေဆိုတာမသိတဲ့သူရှိလားမရှိဘူးလူတိုင်းသိတယ်နော်စာမတတ်တဲ့သူလည်းသိတယ်စာတတ်တဲ့လူလည်းဘတူဖြစ်ဖြစ်သိတယ်အဲ့ဒီမိုးနဲ့မြေကွာတာကိုအကြံကကိုအကြံစီကမြေကြီးဖယားအကြံစီကကောင်းကင်ဘာလို့ခြင်းလဲမိုးကောင်းကင်အကြံစီလို့ခြင်းတာဗောကောင်းကင်လောက်မြင့်နေဖယားရဲ့အကြံစီဖယားရဲ့အကျင့်ကကောင်းကင်ကိုအကျင့်က မြေကြီးအကျင့်တွေနဲ့ပြည့်တဲ့အသက်တာမဟုတ်ဘူး။ကောင်းကင်အကျင့်နဲ့ပြည့်တဲ့အသက်တာဖြစ်ဖို့ဖရားခေါ်ထားတာဖြစ်တယ်။ကိုဘလောက်ပဲကြိုးစားကြင့်ကြင့်ကိုရဲ့အကျင့်ဟာမြေကြီးလို့ကျမ်းစာကပြောထားတယ်။ဆိုတော့ဖရားရဲ့အကျင့်အစီပြည့်စုံတဲ့အသက်တာလိုချင်လား။ကျမလိုချင်တယ်။ကျမအမြဲတမ်းအဲ့ဒါကိုဆုတောင်းတယ်။အဲ့ဒီလိုဖရားရဲ့အကျင့်အစီပြည့်စုံဖို့အတွက်ကိုအသက်တာမှာအမြဲတမ်းဖရားကိုမေးရမယ်။ဖရားသခင်ဘာပဲပြုတ်ပြုတ် အထူးတပည့်အရေးကြီးတဲ့ဆုံးဖြတ်ချက်ချမယ်ဖះအောင်မေးဖို့လိုတယ်အရေးသိမ့်မကြီးပါဘူးနေ့စဉ်အာလိုအပ်နေတဲ့အရာဖြစ်တယ်ဖះကိုမေးဖို့လိုတယ်သေးသောမှုကြီးသောမှုအရာရာဖះသခင်ဒါကိုရောရဲ့အကြံလားကျမရဲ့အကြံလားကိုရောအကြံအတိုင်းအသက်ရှင်နေသူတွေဖြစ်ပါစေလို့အာမင်ယောသက်ကိုကြည့်အောင်ယောသက်ကစံစာကဘာပြောလဲဆိုတော့မာရိကတန်ရှင်တော်ဝိညာဉ်တော်အဖြစ်ပဒိတ္တိယူတဲ့အခါမှာ မာရိကယောသတ်ကိုသွားမပြောဘူးကိုကိုယောသတ်ရေကျမတို့ဒီလိုဖယားကခေါ်ပြီးဟေ့သွားမပြောဖယားစီကလာတဲ့အရာဖယားကတာဝန်ယူသွားမှာဖြစ်တယ်လူကိုအားကိုးဖို့မဟုတ်ဘူးဖယားကိုအားကိုးဖို့ဆိုတော့မာရိကယောသတ်ကိုပြောလို့ယောသတ်တိတာမဟုတ်ဘူးယောသတ်ကကြီးတော့ဟာမာရိကငါနဲ့လက်မထရသေးဘူးအဲ့ဒီအချိန်ယူဒရရဲ့ထုံးစံအရာဆဲကျော်မင်္ဂလိယဆဲကျော်တက်ပဲရှိသေးတယ် လက်ထပ်ဖို့အတွက်ပြင်ဆင်ပြီးသဘောတူပြီးမိဘတွေအားလုံးသဘောတူရင်အရင်ဆုံးအခုခေတ်နားလည်အောင်စစ်ဆက်ထားတာအဆိုလိုတာကဒါသူတို့မြောက်ကလက်ထပ်မှာပဲဒါပေမဲ့အတူမနေသေးအတူမအိပ်သေးနော်အတူပေါင်းတင်းတာမရှိသေးဘူးဒါပေမဲ့သူတို့ကဇနီးမောင်နှံအနေနဲ့တေချာပေါက်လက်ထပ်မှာဖြစ်တယ်ဆိုပြီးတော့မှအဲအဲ့ဒီလိုစစ်ဆက်တဲ့တဘောပေါ့ပုံစံပေါ့နော်အခုအခက်အနေနဲ့နားလေဖို့ဆိုလို့ရှင်အဲ့ဒီအချိန်မှာရောတက်က မာရီကိုကြည့်တော့ဟာမာရီကကလေးရှိနေပြီပဲအဲ့တော့ तू ဘာလုပ်လဲတိတ်တဆိတ်စွန့်ပစ်သွားမယ်တိတ်တဆိတ်ထားလိုက်တော့မယ်တိတ်တိတ်ကလေးထားခဲလိုက်တော့မယ်လို့အကြံစီရှိတယ်အဲ့ဒါ तू တော့ကောင်းဖြစ်လို့မနက်ကဒီကြံပိုက်ကလေးကိုဖတ်သွားတယ်သူကဖယောင်းကိုကြောက်ရွံ့နေသူဖြစ်တယ် အဲအငယ်19မှာနော်ကျမတို့ဖတ်လိုက်ရအောင်သူဤခင်မွန်းယောသတ်သည်သူတော်ကောင်းဖြစ်၍မာရိအသေးကိုမပြက်စေခြင်းတော့ကြောင့်သိစိတ်စွာစွန့်ပယ်မိဟုအကြံရှိ၏ဒီအကြံကိုသေချာလေးကြည့်ရအောင်လူအကြံယောသတ်ရဲ့အကြံသက်စိတ်ပုတ်ပြီးဒီအကြံရှိရှိရမဟုတ်စိတ်ကောင်းနေရှိတာနော်သူ့ကိုသူတော်ကောင်းဖြစ်တယ်လို့ပြောထားတယ်သူကဘုရားရှေ့မှာဖြောက်မှတ်တယ်ရဲ့အတယ်လို့ပြောတာမဟုတ်အကျင့်အာဖြစ်ဖြောက်မှတ်တဲ့သူတရားမှမရှိဘူးဒါပေမဲ့သူကပြညတ်ကိုအာမကိုပဲဘုရားကိုအာကိုသူဖြစ်တယ် ်ပညာကိုမယုံကြည်ပဲဖះကိုယုံကြည်တဲ့သူဖြစ်တယ်ပညာတရားအပြစ်ဖះစီရောက်တဲ့သူဘယ်သူမှမရှိဘူးဒါပေမဲ့ဟိုးမာရီကိုတခါတည်းအပြစ်စီရင်ပြီးတော့မှငါတဲ့လူတွေရှေ့မှာအဆက်ခွဲတာ तू မလုပ်ချင်ပါဘူး तू မလုပ်ချင်အဲ့တော့တိတ်တိတ်လေးပဲစွန့်လိုက်တော့မယ်လူအနေနဲ့ကြည့်ရင်မာရီကိုလူရှေ့သူရှေ့ခေါ်ထုတ်ပြီးတော့မှအဆက်ခွဲတာထက်စံဒီအကျံစီလေးပုံမကောင်းလားပိုကောင်းတယ်လို့ထင်စရာအကြောင်းရှိတယ်ဒါကြောင့်လဲသူ့ကိုသူတော်ကောင်း ်သူစိတ်စေနာရှိပါတယ်။အော်ဖခင်ရဲ့ဂယုနာကိုပဲသူပြမယ်။ဖခင်ရဲ့ဂျေစုပြုတာကိုပဲသူပြမယ်။ဒါကြောင့်မာမာရီကိုထားခဲ့လိုက်တော့မယ်။ကိုချစ်တဲ့သူကိုထားခဲ့မယ်လွယ်လာရေး။အဲတချို့ကမသိဘူးတဲ့ပြပြောပြတယ်။တချို့ကမလွယ်ဘူးတဲ့ပြောပြတယ်။မလွယ်ဘူးနော်ကိုချစ်တဲ့သူတခါတည်းကိုနဲ့လက်ထပ်ဖို့ပေါင်းတင်းဖို့အတူနေဖို့အလုံးဝတေချာပြီးဆိုပြီးအဲ့နေ့ကိုမျော်လင့်နေတဲ့ရောသက် မလွယ်ဘူး तू လည်းပဲဒါပေမဲ့ तू အကောင်းဆုံးလို့ထင်တဲ့အကြံစီနဲ့ तू ဆုံးဖြတ်လိုက်တယ်။ထားခဲ့လိုက်တော့မယ်။ဖယားကကိုညံကိုအစွားနဲ့အကောင်းဆုံးလုပ်တယ်ဖယားရဲ့အကြံနဲ့မတူတဲ့အခါမှာဖယားကလမ်းပြတယ်ဖယားဖြစ်တယ်။ဖယားကပဲ့ပြင်တဲ့ဖယားဖြစ်တယ်။အဲ့လိုအကြံရှိတဲ့အခါမှာညကြတော့ဖယားကအိမ်မက်နဲ့လာပြောတယ်။အိမ်မက်ထဲမှာကောင်းကင်သမန်အဖြစ်ဖယားပြောတဲ့စကားလေးကိုကြားစေခြင်းနဲ့အငငယ် နစဲမနော်ဒါဝိအမျိုးယောသတိခင်မိုးမာရီကိုထိမ့်သိမ်းရမီအခွင့်ကိုမစိုးရိမ်နဲ့အဲနေယူလိုက်ယူလိုက်လက်ထလိုက်လို့ဘုရားပြောတာမဟုတ်အာယေရှုခရစ်တော်မွေးဖွားခြင်းကိုမခံခင်အထိပေါင်းတင်ခြင်းမပြုရဘူးအတူနေတာမပြုရဘူးယောသတ်ကိုဘုရားခေါ်တာထိမ့်သိမ်းဖို့ခေါ်တာပြောပါအောင်ဘာလို့ဖို့ခေါ်တာလဲထိမ့်သိမ်းဖို့မာရီကိုထိမ့်သိမ်းနော်မာရီအဖြစ်အာယေရှုဖွားမြင်လာမှာဖြစ်တယ် 啊，有的也那样个，没来我们没得物，啊，苦，培养个，啊，比如说那些些，妈咪的王五、阿来得，干嘛？都够过年买礼物嘞，都够天天陪买礼物嘞，都够啊啊，五嫂陪买礼物嘞，哎，那样嘛，天天铺着，晓得苦，培养个大王陪来的。 တခါတလေကိုကိုပေးတဲ့တာဝန်ကကိုမမျော်လင့်တဲ့တာဝန်ဖြစ်မယ်လူသမိုင်းတခြားသူတွေနဲ့မရှိတဲ့တာဝန်လည်းဖြစ်မယ်ဟောသူတို့တွေကြတော့ဒီလိုဒီလိုအလောက်ကွယ်ဒီလိုတာဝန်ငါကြတော့ဘလို့လို့ဒီဖယားနဲ့ပဲတိုင်ပြမှုဖြစ်တယ်သူများနဲ့နိုင်ဖို့မဟုတ်ဘူးရောတက်တခါမှမကြဘူးအခုအခုအချိန်မှာကျမတို့စင်ကာပူမှာလည်းပဲတော်တော်များတယ်နော်ဒီတချို့မိသားစုတွေကမိသားစုအတိုင်းဝိုင်းမှာကလေးတွေကိုကောင်းကောင်းမထားဘူးလေ ကလေးတွေကမိဘတွေရဲ့ဒီဘယ်လိုပြောမလဲမတရားဒီအလွဲသုံးစားလောက်တာတွေခံရတယ်เนาะအဲ့ဒါတွေခံရတဲ့အခါမှာသူတို့ကိုမြစ်တာနဲ့လက်ခံပေးမဲ့အိမ်လေးလိုတယ်ခဏနေမဲ့အိမ်လေးပေါ့အဲတချို့မိဇနီးမောင်နှံတွေတချို့မိသားစုတွေအဲ့လိုလက်ခံကြတယ်အဲ့လိုလက်ခံတက်ကောင်းတယ်တက်ကောင်းတဲ့အမှုဖြစ်တယ်တချို့တွေကလည်းပဲအခိုက်အတန့်လေးပေါ့ဥမာအဖေကအာဒီ မူရစေဝါတွေနဲ့ဒါမှမဟုတ်အရက်သမားဖြစ်လို့အိမ်မှာတောင်းကျမ်းနေတယ်ဆိုတော့ကလေးကအလွယ်သုံးစားလို့ abuse လုပ်ခံရတယ်အဲ့တော့အဲ့ကလေးကိုခဏလေးကြည့်ပေးလို့ရမလားဘယ်နှလလဲဘယ်နှနှစ်လဲစသည်ဖြစ်ပေါ့နော်ကလေးကအိမ်ဆိုတဲ့မြေတားကိုခံစားဖို့အိမ်ဆိုတဲ့နေရာမှာ तू နေနိုင်ဖို့အတွက်ဟိုသူ့ရဲ့အိမ်ကကြတော့အိမ်နဲ့မတူတော့ဘူးအဲ့အခိုက်အတန့်ပါပေါ့တချို့ကလည်းမိဘတွေကမလို့ခြင်းလို့ပြထားတာပဲဖြစ်ဖြစ်ပေါ့လေဆိုတော့တဘောက ငွေစားတာပေါ့နော်ခិតတာထိမ့်သိမ့်တာပေါ့ခិតတာထိမ့်သိမ့်တာကိုသားသမီးမဟုတ်ဘူးဒါပေမဲ့ခិតတာထိမ့်သိမ့်တာဆိုတော့အခုကမွေးပြီးတော့မှထိမ့်သိမ့်တဲ့သူမရှိလို့အဲထိမ့်သိမ့်တဲ့သူလိုက်ရှာတယ်အခုခិតကဒါပေမဲ့အခုရောတက်ကမမွေးခင်အလူလောကထဲကိုမရောက်ခင်ကတည်းကမအမေနဲ့လူစားတိခံမဲ့ယေရှုသားအနေနဲ့ကြွလာမဲ့ယေရှုထိမ့်သိမ့်ဖို့ဖခင်ကတာဝန်ပေးလိုက်တယ် ဟာလေလုယာတခါမှလည်းမကြဘူးပါလားဒီလိုအလုပ်ဒီလိုတာဝင်ဒါအိမ်မဲ့ရောတက်ပါလို့လေအိယာကနဲ့နိုးတာနဲ့ချစ်ချင်းဖယားစကားနားထောင်ဆိုလိုတာကဖယားအကြံစီတိုင်းကျွန်တော်အသက်ရှင်မယ်ကျွန်တော်အကြံထက်ကိုရောအကြံပိုကောင်းတယ်ဒါကြောင့်ကို့အကြံကိုချစ်ချင်းလက်လွတ်လိုက်တယ်ပြီးတော့ဖယားအကြံအတိုင်းချစ်ချင်းလှုပ်လိုက်တယ်ဘုရားလူကိုပြောလိုက်ချစ်ချင်းလှုပ်ပါလို့ဟာလေလုယာအိမ်မဲအဲ့တော့ तू ဘာလုပ်လဲချစ်ချင်းမဲ तू မာရီမာရီကိုသူအာထိမ့်သိမ်းဆောင်းရှောက်ဖို့အတွက်သူလက်တွေ့လှူဆောင်တယ်ဒါဆိုတော့အငယ်24မှာနော်ယောသက်သည်အိပ်ပျော်ရာမှနိုးလင်ထာဝရဘုရား၏ကောင်းကင်တမန်မှာထားသည့်အတိုင်းပြု၍မိမိခင်ပွန်းကိုထိမ့်သိမ်းလေ၏ဆက်ဖတ်မယ်ဆိုလို့ရှိရင်အာယေရှုအာဖွားမြင်ခြင်းပြီးနောက်ပိုင်းမှာမှအာဒီအဒီဇနီးမောင်နှံအနေနဲ့ပေါင်းတင်တာဖြစ်တယ် အဲ့ဒီမတိုင်ခင်လုံးဝထိမ့်သိမ့်ခြင်းအမှုကိုပဲပြုတယ်။ပေါင်းတင်ခြင်းလုံးဝမရှိဘူးအသူအိတ်တလုံးဝမရှိဘူးဖယားကယောသက်ကိုမာရိအားထိမ့်သိမ့်ဖို့တာဝန်ပေးတာပြောကြည့်ပါအောင်ဘလို့တာဝန်လဲထိမ့်သိမ့်ဖို့ထိမ့်ဘူးလားကလေးထိန်းတာမလွယ်ဘူးဟုတ်တယ်မလားကလေးထိန်းတာမလွယ်ပစ္စည်းထိန်းတာကိုထားတဲ့နေရာသူနေတတ်တယ်ကလေးကကြည်ရတယ်ပြုစုရတယ်အခုလူကြီးကိုထိန်းသိမ့်ဖို့ အမာရီကို ကြည်ရှုပြုစုကွဲကာထိမ့်သိမ့်ဖို့ဖခင်ကယောသကိုတာဝန်ပေးလိုက်တယ်အဲ့ဒီမတိုင်ခင်အထိ तू ချစ်တယ် तू မျက်နိုးတယ် तू တန်ဖိုးထားတယ်သို့တော်ဇနီးမောင်နှံအနေနဲ့ပေါင်းသင်ဖို့မရှိဘူးဖခင်အငါဖခင်ကခဏငါထားတာဖခင်ငါတဲ့အချိန်ပြည့်တဲ့အထိတန်ရှင်းစွာနဲ့အပြိုကညာစစ်စစ်အနေနဲ့မာရီဟာနေသွားရမှာဖြစ်တယ် အဲ့ဒီအရာပြည့်စုံဖို့အတွက်ယောသတ်ကဖျားစကားနားထောင်ဖို့လိုတယ်ယောသတ်ကထိမ့်သိမ်းအဲ့ဖို့တောင်းဝန်ပေးခံရတဲ့အခါမှာဖျားအကြံစီကိုပြည့်စုံစေသူဖြစ်တယ်ဟာလေလုယာအဲ့တော့ယေရှုဖွားမြင်ပြီးတဲ့နောက်ပိုင်းမှာမှဇနီးမောင်နှံအနေနဲ့ဖြစ်လာပြီးတော့မှအခြားသားသမီးတွေကိုရတယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့ဒီမှာယောသတ်နေရာလေးကိုကြည့်ကြည့်အောင်လေနော်ကျွန်တော်တို့ကအခုခေတ်ကဒီလိုလေးအာခင်ပွန်းဖြစ်တယ် အဖေဖြစ်တယ်အိမ်ထောင်ဦးစီးဖြစ်တယ်ဆိုအရာရာငါပဲဆုံးဖြတ်မယ်။နော်ငါပြောရင်ပြောတဲ့အတိုင်းအိမ်မှာပြီးရမယ်။နော်ဒါဟိုပါလေယောက်ျားမန်ခေါ်လာဖခင်မန်ခေါ်လာအဲ့ဒါတခုအဲ့ဒါအဲ့အဲ့ဒါအစင်မပြေဘူးအခွင့်အာနာနဲ့ဟာအာနာနဲ့တော့မေတ္တာမရအောင်ဟိုကိုယ့်ရဲ့သားသမီးတွေမေတ္တာရဖို့လိုတယ်ဖခင်ရဲ့မေတ္တာကောင်းကင်အဖရဲ့မေတ္တာနဲ့ကလေးတွေကိုပြုစုဖို့လိုတယ်နောက်တစ်ဖက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းအဲ့လိုမဟုတ်ဘူး तू ကမယကလीအ ်။အမိမပြောသမျှနားထောင်တယ်။ယောသက်ကမယကမဟုတ်ဘူး။အဲ့ဘာလို့အဲ့ဒါလေးလေးရှင်းအောင်ပြောရအောင်မယ်ယောသက်ကမာရိပြောသမျှနားထောင်တယ်လို့စံစာထဲမှာတကားမပြောထားဘူးဒါပေမဲ့ဖခင်ကမာရိကိုထိမ့်သိမ့်ဖို့တာဝန်ပေးလိုက်ပြီဖြစ်တဲ့အတွက်ထိမ့်သိမ့်နိုင်တဲ့အစွမ်းကိုဖခင်ပေးလာတယ်ဘလို့အဖြစ်ပေးလဲအိမ်မက်အဖြစ်ပေးတယ်ပထမအိမ်မက်သူစကားနားထောင်တယ်အဲ့တော့နောက်ထပ်အိမ်မက်ရောက်လာတယ်ချစ်တော်ညီကိုမောင်မတော်ဖခင်အတန်ကိုတင်တစ်ခါနားထောင်ရင်နှစ်ခါကြားတတ်လာတယ် သုံးခါကြာတတ်လာတယ်အကြင်ကြင်ကြာတတ်လာမယ်တခါနားမထောင်ရင်နောက်တစ်ခေါက်မကြောက်နောက်တစ်ခေါက်လည်းမကြောက်ဘာဖြစ်လို့လဲနားမထောင်ဘူးဖះကအပြင်းပြေအောင်ပြောတာမဟုတ်ဘူးနာခံစေခြင်းလို့ပြောတာဖြစ်တယ်ဟာလေလုယာလှုပ်စေခြင်းလို့ယောတက်ကကဲမာရိကိုထိမ့်သိမ့်ပါလို့ပြောလိုက်တော့သူနာခံတယ်အဲ့တော့နောက်ထပ်အိမ်မရောက်လာတယ်အဲ့ဘယ်လိမျိုးမှာဒီမွေးဖွားပြီးတဲ့အခါယောသအမျိုးမျိုးကြုံရတယ်နော် ခါတဲ့မာရီကိုဝင်အရင်အမှနဲ့ခยีသွားတယ်မလွယ်ဘူးနော်ခยีသွားတယ်ခยีသွားပြီးတော့မှကိုဝင်အရင်အမှနဲ့မွေးဖွားချိန်ရောက်ပြီးမွေးဖွားတဲ့နေရာမရှိဘုရားအကြံစီတော်ထဲမှာဒါပေမဲ့အခက်အခဲရှိတယ်အခက်အခဲတိုင်းကိုကြော်လွားနိုင်တာဘုရားရဲ့ခွန်အားနဲ့ဖြစ်တယ်တခါလေးဘလို့နားလေးနားလေလွဲတက်လဲဆိုတော့ငါတို့ကဘုရားအကြံစီတော်ထဲမှာရှိတယ်ဆိုရင်အခက်အခဲတွေကင်းလို့ရမယ်လို့နားလေလွဲတက်တယ်အခက်အခဲကအောင်မြင်ဖို့အတွက်ဖြစ်တယ် အခက်အခဲထဲမှာကြဆုံးဖို့မဟုတ်ဟာလေလုယာဒါပေမဲ့ဖခင်ရဲ့အကြံစီတော်ထဲမှာရှိနေတော်လေယောသန်နဲ့မာရီအခက်အခဲကြုံရပါတယ်မွေးဖွားမယ့်နေရာမရှိဖခင်ကအကြံစီရှိတယ်ဘာလို့လဲဆိုတော့ယေရှုခရစ်တော်လာတာလူတိုင်းအတွက်ဖြစ်တယ်လူသားတိုင်းအတွက်အစင်အသန်းတိုင်းအတွက်လူတိုင်းချင်းကပ်နိုင်တဲ့နွားစခွက်မှာဖွားမြင်ဖို့ဖခင်ကအစီမံကိန်းရှိပြီးသားဟာလေလုယာအဲ့ဒါပြီးသွားတဲ့အခါမှာအာဘဖခင်ကအိမ်မက် အိမ်မက်ကိုမာရီကိုဆက်မပေးတော့မာရီကိုထိမ့်သိမ့်မဲ့သူကိုဖခင်ကလမ်းညွန်ပေးလာတယ်။ဖခင်ခေါ်တဲ့အကြံစီကိုပြည့်စုံဖို့ဖခင်အမြဲတမ်းအစွမ်းပေးတယ်ခွန်အားပေးတယ်ဉာဏ်ပညာပေးတယ်ထောက်ပံ့တာအမြဲတမ်းဖခင်ဘက်ကပေးတယ်။ယောသက်ကမာရီကိုမထိမ့်သိမ့်နိုင်ဘူး။သူခွန်အားသူ့အစွမ်းနဲ့မထိမ့်နိုင်ဘူး။ဒါပေမဲ့ဖခင်ခွန်အားပေးတယ်။ဖခင်ကနံပါတ်1ထိမ့်သိမ့်ပါလို့ပြောလိုက်တာသူနားထောင်တယ်။အဲ့တော့နောက်ထပ်အိမ်မက်ရောက်လာပြီ။အေးငါသားကိုယူခေါ်ပြီးတော့မှအဲ့ကုတ်တို့ပြီးကိုပြေးသူ့ကို တတ်မဲ့သူတွေ။ အခုရှာနေပြီဆိုတော့ယောသက်ကိုပဲပြောတာမာရိကဟုတ်ခဲ့ပါမာရိကဖခင်ကိုယုံတဲ့အတွေ့သူခင်မွန်းရဲ့စကားကိုနားထောင်နိုင်တယ်ယောသက်ကသူ့ကိုဖခင်ပေးတဲ့ထိမ့်သိမ့်ရမယ်ဆိုတဲ့တာဝန်ကျေအောင်ဖခင်ကိုအားကိုးရတယ်အဲ့ဒီတော့မာရိနဲ့သားကိုခေါ်ပြီးတော့မှအေဂုတုကိုသွားတယ်ပြီးသွားတော့အာလတော်တော်ကြာနေမယ်ပြီးတဲ့နောက်မှာ ဟာအခုပြန်လို့ရပြီဖခင်ကအိမ်မက်နဲ့ပြန်ပြောတယ်ပြန်လာတယ်ပြန်လာတော့အော်မဟုတ်ဘူးအာအခုနည်းနည်းကြောက်တဲ့စိတ်တိချာဖတ်ကြည့်မယ်ဆိုရင်ရောတတ်သူကြောက်ရွံ့ခြင်းတွေကြုံရတာပဲအခုလည်းပဲမာရီကိုသူထိမ့်သိရမှာသူ့စိတ်ထဲကမမဝတ်မရေဖြစ်တယ်အဲ့တော့ဖခင်ကပြောလဲမစိုးရိမ်နဲ့ဘေးကလူကိုပြောလိုက်ဖခင်အလိုတော်ဘုံခံဖို့မစိုးရိမ်နဲ့ ဟာလေလုယာဖခင်အလိုတော်ဝန်ခံဖို့ဖခင်အကြံစီတော်ကိုဝန်ခံဖို့မစိုးရိမ်ပါနဲ့ကိုယ့်အကြံကိုစွန့်ဖို့မစိုးရိမ်ပါနဲ့ကိုယ်စီမံထားတဲ့စီမံကိန်းကြီးကိုနောက်ဆုတ်လိုက်ဖို့မစိုးရိမ်ပါနဲ့ဖခင်ရဲ့အကြံစီကိုကိုပေါ်ပြလာမယ်ဆိုလို့ရှင်အဲ့ဒီအကြံစီတိုင်းလိုက်ဖို့တတိယရအောင်ဒါပေမဲ့ကိုကဖခင်ကိုမေးရမှာပေါ့ဖခင်ကဘာမှမပြောသေးဘူးထိုင်နေအဲ့လိုမဟုတ်လေအဲ့လိုမဟုတ်လေနော်ဆိုတော့ရောတက်ကိုဖခင်ကလေးချိန်အိမ်မက်နဲ့လမ်းညွှန်မှုတွေပေးသွားတယ်အဲ့ဒီအတိုင်းသူလှုပ်ဆောင်တယ်ဖခင်က ဖျားပေးတဲ့ခွန်အားနဲ့ယောသတ်ဟာသူ့ရဲ့မိသားစုကိုအောင်မြင်စွာဦးဆောင်နိုင်ခဲ့တယ်။ခင်ဗုံးကောင်အာဖခင်ကောင်အနေနဲ့သူဦးဆောင်ခဲ့တယ်။ယေရှုရဲ့အဲဘယ်လိုအခုခေတ်နားလေတဲ့စကားအနေနဲ့ဆိုရင် မွေးစားဖခင်ပေါ့နော်နမေပဲခံတာလေသူကကောင်းဘာလဲတန်ရှင်တော်ဝိညာဉ်တော်အဖြစ်ဗတ္တတေယူတာဖခင်ကိုယ်တိုင်ကကြွလာတာလေဒါပေမဲ့လူတွေနားမလဲတဲ့အတွက်လူတွေကပြောမယ်အဲစင်ရင်ယူမယ်အဖေဘာလို့လဲ 他为一苗要得，哎罗，好白来苗嘛，声音多不一样的。我哥话白，随身苗说声音呢不一样罗，路上地看来看嘛，啊罗，拍戏啊嘞，拍么播那戏戏没？但咩，啊啊拍四个戏嘞，六大嘛，啊拍，水的，耶稣嘛，讲起阿爸，把巴勒贝，三个的个阿爸。 တော်ပြီးသားဖြစ်တယ်ဟာလေလုယာအဲ့ဒီယေရှုကိုယ်တိုင်ကကောင်းကင်ဘုရင်ကိုယ်တိုင်က အပြူကညာစစ်စစ်ရဲ့ဝမ်းကိုခဏငားလိုက်တာ ပြောပါဦးခဏငားလားခဏငားတာဒါပေမဲ့လူတွေကြည်လိုက်တော့စည်ရင်ယူမယ်အခုမွေးစည်ယူမယ်လူရဲ့နာမည်ခံဖို့အတွက်လူလူဖခင်နာမည်ခံဖို့အတွက်မွေးစားဖခင်ဆိုပြီးတော့မှနာမည်ခံဖို့အတွက်အမိစင်းယောဒယောဒရဲ့တာဝန်လည်းတော်တော်ကြီးပါတယ် ဒါပေမဲ့အဲ့ဒီတောင်ပေါ်ကိုဖရားရဲ့ခွန်အားနဲ့သူပြေဆုံးစေတယ်။စဉ်းစားကြည့်နော်ယောသက်ကဘာအလုပ်လုပ်လဲ။လက်သမားတဲ့။ယေရှုကလည်းဘာလုပ်ခဲ့တယ်လို့နားလည်ရလဲ။လက်သမားအလုပ်။ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖရား။အရာအလုံးကိုဖြစ်စေဖြစ်စေဖန်ဆင်းတဲ့ဖရား။သူ့အချိန်မရောက်သေးတဲ့အခါမှာအိမ်မှာယောသက်နဲ့အတူတူလက်သမားလုပ်ကြတာပေါ့။ဒါယေရှုရေဒီဘက်ကဖြတ်ပါဦး။ဒီဘက်ကဖြတ်ပါဦး။ယေရှုဟာအချိန်မတန်ခင် အသက်30ပြည့်ပြီးတော့မှဖခင်ရဲ့တကိုးတော်နဲ့အမှုကိုမဆောင်ရွက်ခင်အိမ်မှာအတူတူအတူတူယောတန်နဲ့လှုပ်တယ်။ယောတန်အဲ့အချိန်လေးအားလုံးကိုမျက်မျက်နုံနုံနဲ့တန်ဖိုးရှိစွာနဲ့သူအသက်ရှင်မယ်လို့ကျမယုံကြည်တယ်။ယေရှုနဲ့အတူတူလှုပ်ဆောင်ရတယ်။ဒီနေ့ဖခင်ရဲ့ဂျေဆုတော်ကြောင့်ယုံကြည်သူအသက်တာဟာယေရှုနဲ့အတူရှင်နေတဲ့အသက်တာဖြစ်တယ်။ သခင်ယေရှုနဲ့အတူတူနေတိုင်းရှင်နေတာဖြစ်တယ်။ကိုယ့်ရဲ့သခင်ဖြစ်တယ်၊ကိုယ့်ရဲ့အရှင်ဖြစ်တယ်၊ကိုယ့်ရဲ့ချစ်သူလည်းဖြစ်တယ်၊ကိုယ့်ရဲ့ခင်ပွန်းလည်းဖြစ်တယ်၊ကိုယ့်ရဲ့ဘယင်လည်းဖြစ်တယ်။ဘယင်ယေရှုနဲ့အတူရှင်နေရတာဖြစ်တယ်။ဟာလေလုယ။ကိုဘာအလုပ်လုပ်မလဲ။အဲ့ဒီအလုပ်လုပ်တဲ့အထဲမှာယေရှုကိုခေါ်ပါ။ကိုဘယ်နေရာမှာရှိနေလဲ။အဲ့ဒီနေရာမှာယေရှုကိုခေါ်ပါ။ယေရှုကကိုနဲ့အတူတူအလုပ်လုပ်ချင်တာဖြစ်တယ်။ဟာလေလုယ။အဲ့ဒီအဲ့အဲ့အဲ့ဒါပြီးတဲ့နောက်မှာ ယေရှုကိုရှေ့ရဲ့မြောက်တဲ့နေကြတော့ယူဒရဲ့ထုံးစံအရာတားယောက်ကြဖြစ်တယ်။တားဦးဖြစ်တယ်။အဲ့တော့ဘာလို့ ਆ လဲဗိမာန်တော်ကိုသွားပြီးတော့မှရစ်ပူဇော်ရတယ်။ပူဇော်တဲ့အခါမှာပရောဖက်ပြုလိုက်တယ်။ယောသတ်ကိုမပါအောင်။ယောသတ်အကြောင်းမပါအောင်။မာရိကိုပဲပြောတယ်။ဟာမာရိနဲ့စိတ်နှလုံးတန်လျက်နဲ့ခွန်းလိုက်မယ်။ယေရှုရဲ့အသေးခံမဲ့အရာကိုကြိုပြီးတော့မှဟောပြီးပြောပြောသွားတာလေ။ယောသတ်အကြောင်းမပါလား။ဖခင်ကကြိုသေးတယ်။အဲ့ဒီအချိန်မှာယောသတ်မရှိတော့ ဒါကြောင့်ယေရှုလက်ဝါးကားတိုင်းမှာအသေးခံတဲ့အခါမှာယောဟန်ကိုဗာပြောလဲအမိကိုကြည်ပါသားကိုလည်းအမိကိုသားလက်ထက်အပ်တယ်။ဘာကြောင့်လဲ။သူ့မှာခင်ပွန်းမရှိတော့ဆိုတဲ့အရာလူတွေ့ရတယ်။ဆိုတော့ဖခင်ကအနာဂတ်ကိုကြုံမြင်နေဖခင်။ယောသက်ကဖခင်အကြံစီအပြစ်အဝအသက်ရှင်သွားတယ်။ဟာလေလုယာဒီနေ့ယောသက်အများကြီးပေါ်ပေါက်ပါစေ။အင်မတန်မှကောင်းမွန်တဲ့ဖခင်ပေးတဲ့တာဝန်ထိမ့်သိမ့်ရမယ်ဆိုတဲ့တာဝန်ကို အပြစ်အဝ ပြည့်စုံအောင်အသက်ရှင်သွားတဲ့သူဖြစ်တယ်။မာရိအတွက်နောက်မှာเนาะယေရှုဖွားမြင်ပြီးတဲ့နောက်မှာခင်ပွန်းကောင်းဖြစ်တယ်။ပြီးတော့သားသမီးတွေအတွက်ဖခင်ကောင်းအနေနဲ့ သက်ရှင်သွားတဲ့ယောသက်ဖြစ်တယ်လို့ဒါကြောင့်ယေရှုပြန်လာဖို့အချိန်ရနေပြီလို့ပြောတဲ့အခါမှာဖခင်ကိုယ့်အတွက်ဘာတွေအကြံစီရှိလဲပြည့်စုံအောင်အသက်ရှင်တဲ့သူဖြစ်ပါစေပြည့်စုံအောင်အသက်ရှင်တဲ့ယုံကြည်ခြင်းနဲ့ခြေလန်းလန်းတဲ့သူတွေဖြစ်ပါစေလို့ဖခင်ရဲ့အကြံစီကိုယ့်အသက်တာမှာရှိပြီးသားဖခင်ရဲ့ထောက်ပံ့ခြင်းတွေရှိပြီးသားဖခင်ရဲ့မဆခြင်းတွေရှိပြီးသားကိုယ့်ဘက်ကယုံကြည်ခြင်းနဲ့ခြေလန်းလန်းဖို့ပဲလိုတယ်လို့ဒီနှုတ်ကပတ်တော်လေးနဲ့ကောင်းချီးပေးခြင်းနဲ့ဖခင်သခင်အထူးကောင်းချီးပေးပါစေလို့အသင်းတော်တွေမှာ ရော့တက်တယ်အများကြီးပေါ်ပေါက်ပါစေလို့ကိုယ့်ရဲ့ကိုယ့်ကိုပေးထားတဲ့ကဏ္ဍကိုတစ္ဆာရှိရှိနဲ့လှုပ်ဆောင်ပြီးပြည့်စုံသွားတဲ့သူတွေဖြစ်ပါစေတခါတလေကျတော့ကျွန်တော်တို့ဘာဖြစ်တတ်လဲဆိုတော့အခြားသူတွေကိုဖျားပေးထားတဲ့အကြံစီကိုလူချင်းတန်းတမိတတ်တယ်ဟာသူ့ကိုသူ့ရဲ့ခေါ်လင်းလေးကပိုကောင်းတယ်သူ့ကိုဖျားပေးတဲ့စုကျေးစုပိုကောင်းတယ်ဟာသူလုံနေတာပိုကောင်းတယ်သူကအဲ့လိုမဟုတ်ယောသက်ကမာရိကိုအဝေမတူဘူး မမနာလို့မဖြစ်ဘူး။အော်ဒီလောက်ကြီးတဲ့စုကျေစုနဲ့ဘုရားသူ့ကိုခေါ်ထားတာငါအဲ့လိုခေါ်ရင်ဘယ်တော့ကအဲ့လိုသူ့ကိုဘုရားရှိထားတဲ့သူ့အပေါ်မှာဘုရားရှိတဲ့အကြံစီကိုကျေနပ်စွာနဲ့ရောင်ရဲစွာနဲ့ယုံကြည်စွာနဲ့အသက်ရှင်ပြီးပြည့်စုံသွားတယ်ဆိုတာကိုတွေ့ရတယ်လို့အဲ့ဒီအတိုင်းပဲကျွန်တော်တို့အသက်တာမှာ ိုရောကျမရဲ့သခင်ကျမရဲ့အရှင်ကျမရဲ့ပိုင်ရှင်ကျမကိုဖန်ဆင်းတဲ့ဖခင်ကိုရောဘလို့အကျံစီရှိတယ်လေအဲ့ဒီအကျံစီကိုရှာဖွေတွေ့ရှိပြီးပြည့်စုံအောင်အသက်ရှင်တဲ့သူများဖြစ်ပါစေလို့အထူးတကမတရရအောင်နှုတ်ကပတော်နဲ့ဖခင်ကိုကိုစကားပြောမယ်လို့ယုံကြည်ပါတယ်လို့အခြားသူတွေတွားရမယ်အငန်းအတာအခြားသူတွေရဲ့တာဝန်သူတို့ပြည့်စုံအောင်သူတို့အသက်ရှင်နိုင်မယ် ကိုကန္တာကိုကိုပြည့်စုံအသက်ရှင်တော်သူများ ဖြစ်ပါစေလို့တကယ်လို့ဘုရားရဲ့အကြံစီကျွန်မအသက်တာကျွန်တော်အသက်တာမှာပြည့်စုံအောင်ကျွန်တော်အသက်ရှင်မယ်အဲ့ဒီအတွက်လိုအပ်တဲ့ယုံကြည်ခြင်းကိုလည်းဘုရားသခင်မဆပါစေလို့အဲ့လိုယုံကြည်လို့တယ်အဲ့လိုစက္ကပ်လို့တယ်ဆိုရှိတဲ့နေရာမှာကိုနှလုံးသားပေါ်မှာလက်တည်တင်းပြီးသူတို့ကစက္ကပ်ရအောင်ဘုရားသခင်ကိုရောစီကိုလာပါတယ်ကိုရောကိုရဲ့အကြံစီကျွန်မတို့အသက်တာမှာပြည့်စုံဖို့အတွက်ကျွန်မတို့အသက်ရှင်မယ်ကိုအသက်တာကိုအပ်ပါတယ်ဖြတ်ဘုရားသခင် ကိုရောအကျံစီကိုပြည့်စုံအောင်အသက်ရှင်နိုင်တဲ့ယုံကြည်ခြင်းနဲ့ပြည့်တော်သူများအရောက်စီတိုင်းဖြစ်စေပါယေရှုနာမ၌ဆုတောင်းပါ၏ဖခင်အကျံစီကိုအသက်တာထဲမှာပြည့်ဖို့အကြီးဆုံးရန်သူကပါလေကိုအကျံစီကိုအကျံစီနဲ့ဖခင်အကျံစီမတူတဲ့အခါမှာကိုအကျံနောက်ကိုလိုက်တဲ့အခါမှာအဲ့ဒါအဟန္တာဖြစ်တတ်တယ်ရိုးရိုးလေးပဲယောသက်ကသူ့အကျံကိုစွန့်နေဖခင်အကျံကိုလက်ခံတယ်သင်ရော ကိုအကြံစီကိုပဲဆွဲပြီးမှထားမလားဒါဖယားစီကအကြံစီလားကိုအကြံစီလားဆိုတာဖယားနဲ့တိုင်ပင်ပြီးတော့မှဖယားအကြံစီကိုရွေးမလားတကယ်လို့ဖယားသခင်ကျွန်တော်အကြံစီကျမအကြံစီကကိုရောအကြံစီနဲ့ခြားနာနေမယ်ဆိုရင်မတူဘူးဖြစ်နေတယ်ဆိုရင် ဝိညာဉ်တော်ဖျားသွေးဆောင်ပြီးတော့မှကိုရောအကြံစီလောက်ကိုလိုက်တဲ့ကျွန်တော်ဖြစ်ပါစေ။အဲ့ဒီလိုစက္ကတ်လိုတယ်ဆိုလက်တွေမြောက်ပြီးတော့မှနှုတ်တွေဖုံးပြီးတော့မှဖျားကိုစပြီးပြောရအောင်။ဖျားသခင်ကျွန်တော်တို့ကိုရောကိုခေါ်ပါတယ်။ကိုရောကခွန်ရင်ထူးတဲ့ဖျား၊ရှာရင်အတွေ့ခံတဲ့ဖျားဖြစ်တယ်။ဖျားသခင်ကျွန်တော်တို့အကြံစီတွေကကိုရောအကြံစီနဲ့တထက်ထက်မကြနိုင်ဘူး။စန့်ကျင်ဘက်ဖြစ်နေတယ်၊တလန်းစီဖြစ်နေတယ်ဆိုရင်ဒီနေ့ကျွန်တော်တို့အကြံစီတွေအားလုံးလဝါးကားတိုင်းချင်းတော်မှချပါတယ်။ကိုရောအကြံစီပဲပြည့်စုံပါစေ။ကိုရောကိုရောရှင်ပြားရဲ့ ဲ့လမ်းပြမှုကိုကျွန်တော်တို့ရှာပါတယ်ကိုတို့အသံကိုကြားဖို့ကျွန်တော်တို့ကိုတို့စီလာပါတယ်ကိုတို့အကြံစီကိုပြည့်စုံအောင်အသက်ရှင်တော်သူများအရောက်စီတိုင်းဖြစ်ဖို့ယေရှုနာမ၌ကောင်းချီးပေးပါတယ်ကိုအကြံဟာကိုတို့အကြံစီနဲ့မတူဘူးဆိုရင်ကိုတို့ကျမ်းစာပြောပြီးတာကိုတို့နှုတ်ကပတ်တော်ကပြောပြီးတာကိုတို့အကြံစီနဲ့ကျမတို့ကျမ်းစီမတူဘူးဆိုတာကိုတို့ပြောပြီးတာပဲဒါကြောင့်မို့အမြဲတမ်းကိုတို့အကြံစီကိုရှာတော့ကျွန်တော်တို့ဖြစ်စေပါဖာဖျာရှင် ကိုယ်တော်ဘယ်အချိန်ပဲဖြစ်ဖြစ်ကိုတော်အကြံစီကိုပြည့်စုံစေတော်သူများဖြစ်စေပါအရှင်ယေရှုဖျားကိုတော်ပြန်လာဖို့အချိန်ရန်နေနေပါပြီပြန်လာတဲ့အခါမှာကိုတော်ကျမအတွက်ကျွန်တော်အတွက်ထားရှိတဲ့အကြံစီပြည့်စုံအောင်အသက်ရှင်တဲ့သူဖြစ်တယ်ဆိုတာမြင်တွေ့ရပါစေတော့ ဟာလေလုယာဟာလေလုယာဖျားရှင်နှုတ်တွေဖွင့်ပြီးချီးမွမ်းရအောင်ယေရှုစီကသာသူတစ္ဆာရှိတဲ့ငယ်သားကောင်းလို့အချီးမွမ်းခံရတဲ့သူကျွန်တော်ကျမဖြစ်ခြင်းနဲ့ဟာလေလုယာဖျားသခင်ကိုရောယေရှုတင်တယ်ကိုရောအဲ့ဒီအတန်ကိုပဲကျမတို့ကြားခြင်းနဲ့အိုးတစ္ဆာရှိတဲ့ငယ်သားကောင်းဖြစ်တယ်ကိုရောရဲ့အကြံစီပြည့်စုံတဲ့ဆရာအသက်ရှင်ခဲ့တဲ့သူဖြစ်တယ်ဆိုပြီးချီးမွမ်းတန်ကိုကိုရောနှုတ်ထဲကကြားရတဲ့ကျွန်တော်တို့ဖြစ်စေပါနာမတော်ကိုချီးမွမ်းပါတယ်ကိုရောစီကိုဝမ်းမြောက်သောစိတ်နဲ့လာပါတယ်ကိုရောစီကိုစက္ကပ်လို့တဲ့နှလုံး ံးသားနဲ့လာပါတယ်။ဟာလေလုယာနာမတော်ချီးမွမ်းပါတယ်။ဖခင်ရဲ့အကြံစီကိုပြည့်စုံဖို့အတွက်အဟံသားတွေအများကြီးထဲမှာပထမတစ်ခုကကိုယ့်အကြံကအကြီးဆုံးအဟံသားဖြစ်တယ်။ဒုတိယတစ်ခုကလောကအရာကိုဆွဲလန်းခြင်းဖြစ်တယ်။လောကအရာတွေကိုဆွဲလန်းလောကလူတွေကိုဆွဲလန်းတဲ့အခါမှာဘုရားအကျံစီပြည့်စုံဖို့အဟံသာဖြစ်လိုက်ဖြစ်တတ်တယ်။ယေရှုပြန်လာဖို့နင်းနေပြီ။သင်ဆွဲလန်းနေတာပါလေ။သင်ဆွဲလန်းနေတာဘာတူလဲ။ ယေရှုထက်ပိုပြီးဆွဲလန်းနေတဲ့သူများရှိနေသလားအရှင်ယေရှုထက်ပိုပြီးတန်ဖိုးထားတဲ့သူများရှိနေသလားဒီနေ့ကိုနှလုံးသားယေရှုစီသွားရအောင်ယေရှုကပြောနေတယ်သူဟာကိုယ့်အသက်တာရဲ့နံပါတ်၁ဖြစ်နေပါစေယေရှုပြားထိုးသူတွေအတွက်ကျွန်တော်ဆုတောင်းပါတယ်ကိုတော်ကအမြဲတမ်းနံပါတ်၁နေရာယူထားတဲ့အသက်တာဖြစ်ပါစေဒီနေ့အဆွဲလန်းတွေလောကအဆွဲလန်းတွေဆွဲလန်းနေတဲ့ပုဂ္ဂိုလ်တွေအားလုံးလဝကရင်ချင်းတော့မှာချပါတယ်ကိုရော့ကိုအဆွဲလန်းဆုံးဖြစ်စေပါ ရောတက်ခဲ့သူကိုတော့ကျွန်တော်ကိုမှားထားတဲ့ဟာကျွန်တော်လှုပ်ပြီးသွားပြီကျွန်မလှုပ်ပြီးသွားပြီလို့ပြောတဲ့ဖြေနိုင်တဲ့သူမဖြစ်ချင်ဘူးလားယကျန်းစာကရောတက်ကိုယူယူလေးပြောတယ်ထိမ့်သိမ့်ပါတဲ့သူတကယ်ပဲထိမ့်သိမ့်သွားတယ်တကယ်ပဲအဲတစ်ပြေဆုံဆုံတက်ရှင်သွားတယ်ကိုကိုဘာခိုင်းမလဲကို့အတွက်ဘလို့အကြံစီရှိလဲ ပြည့်စုံအောင်အသက်ရှင်တဲ့သူဖြစ်ဖို့လက်တွေမြောက်ပြီးနောက်ဆုံးအနေနဲ့ဒီဟာကိုချီးမွမ်းရအောင်ဘုရားသခင်ကိုတော့သိယေရှုတင်တယ်ကိုတော့အကျံစီကိုဖွင့်ပြမှာဖြစ်တော်ကြောင့်ယေရှုတင်တယ်ကိုတော့ကကိုတော့အကျံစီကိုတွေ့ခြင်းမြင်ခြင်းတဲ့သူကိုဘယ်တော့မှမဖုံးထားဘူးပြပေးတဲ့ဘုရားဖြစ်တယ်ဖွင့်ပြမှာဖြစ်တယ်ယေရှုတင်တယ်ဘုရားရှင်ကိုတော့အဲ့ဒီအကျံစီပြည့်စုံအောင်အသက်ရှင်မဲ့သူတွေဖြစ်တယ်ကျွန်တော်တို့အသက်တာဟာကိုအကျံစီပြည့်အောင် ရှင်နေသူတွေမဟုတ်ဘူးကိုတော့အကျံစီပြည့်အောင်ရှင်နေသူများဖြစ်မယ်နာမတော်ကိုချီး 我们阿达达里乌阿爹，阿达达里古耶稣，乃我们乃感激辈咧。古罗阿杰安西，别说往图哈勒看嘛，永志正乃凄凉凉美，永志正啊忘尿水咧，永志正啊认得青我辈咧，永志正啊老穷死咧，永志正啊妙龄正乃悲死咧，永志正啊塞车门乃悲死咧。但是古罗阿杰安西，怎么罗阿达达嘛别说耶稣啦，塞车永志正凄凉凉美，乃我们罗捧起巴塞，耶稣罗我青。 မွားလေအတ္တဓာတ်တွေကိုကောင်းချီးပေးဆုတောင်းတဲ့အခါမှာယေရှုခရစ်တော်ရဲ့နာမ၌ကောင်းချီးပေးလဲဆုတောင်းပါ၏အာမင်အာမင်ဖျက်ခင်အထူးကောင်းချီးပေးပါစေ